အီရန်ဒီမြေအောက်ဒုံးကျည်စခန်းတစ်ခုကို ပြသသည့်ဗီဒီယိုအသစ်ကိုထုတ်ပြန်ခဲ့သည်65စက္ကန့်သာကြာမြင့်တဲ့ဗီဒီယိုကိုအီရန်နိုင်ငံပိုင်မီဒီယာကဖြန့်ဝေခဲ့သည်၎င်းသည်လိုဝက်မြေအောက်နေရာတွေတစ်ခုတွင်ရှိပြီးအီရန်ထိပ်တန်းဗိုလ်ချုပ်ဂျင်နအူးကလက်နက်များကိုစစ်ဆင်နေပုံကိုပြသထည့်သည်ဗိုလ်ချုပ်များထဲမှတဦးမှအီရန်စစ်တပ်၏စစ်ဦးစီးချုပ်မိုဟာမက်ဟူစိန်ဘီရာရီဖြစ်သည်အခြားတဦးမှာ အီရန်၏ဒုံးကျည်များနှင့်ဒုံးကျည်များကိုထိန်းချုပ်သည့် IRGC အကဒတ်တပ်ဖွဲ့၏အကြီးအကဲအမီယာအာလီ ဟာဂျီဇဒက်ဖြစ်သည် IRGC Islamic Revolutionary Guard Corps ဒီအီရန်ရဲ့အစ္စလာမ်ရဲ့အစိုးရနဲ့၎င်း၏ထိတ်တန့်ခေါင်းဆောင်ကိုကာကွယ်ပေးသည့်အင်အားကြီးစစ်အုပ်စုဖြစ်သည်ဗီဒီယိုဒီအဖွင့်ချစ်ကားဖြင့်စစ်ဗိုလ်ချုပ်များဦးမင်း၎င်းများဖြတ်စည်းခြင်းမှာစတင်ခဲ့သည် ဦးမင်း၎င်းများတွင်ယာနှင့်ချီတော်ဒုံးကြီးများဖြင့်ပြစ်ချနေသည်ထို့နောက်စစ်ဗိုလ်ကြီးချုပ်များသည်ထွက်လာကြပြီးအီရန်၏အဓိပတိခေါင်းဆောင်ပုံများကိုအလေးပြုကြပြီးအစ္စရေးအလံကိုဖျက်ရှောက်ခဲ့ကြသည်အီရန်ကပြပြတတသုံးလပေးပို့နေတာကတော့၎င်း၏လက်နက်များအသင့်ဖြစ်နေပြီဖြစ်သည်ဗီဒီယိုတွင်ဂျမန်နှင့်အော်တိုဘာလာကအစ္စရေးကိုတိုက်ခတ်ရတဲ့အုံပြုခဲ့သည့်ဂါနစ်ကက်ရှင်ဒုံးကြီးများပါဝင်အီရန်၏အင်အားအကောင်းဆုံးဒုံးကြီးများပြားကိုပြသထားသည် ဥပင်လက်ကောက်များတွင်ဒုံပြန်များနှင့်ဒုံထိတ်ဖူးများပေါင်းများစွာကိုလည်းကန်ဆောင်ထားသည်လာမည့်နှစ်နှစ်အတွင်းတည်င်းပတ်တိုင်းမြေအောက်ဒုံကြီးစခန်းအသစ်တစ်ခုတည်ဆောက်ရန်စီစဉ်ထားကြောင်းအီရန်ဗိုလ်ချုပ်ကြီးများကရဲရဲတင်တင်ထုတ်ဖော်ပြောကြားခဲ့သည်သို့တော်လည်းဤကဲ့သို့အခြေစိုက်စခန်းများသည်ငွေအလုတ်သမားနေရာနှင့်အချိန်များစွာလိုအပ်သောကြောင့်စိန်ခေါ်မှုကြီးတစ်ခုဖြစ်သည်။အီရန်တွင်ဒုံးကျည်အစစ်ဆိုင်စကန်၃ခုထက်မနည်းရှိနေပြီဖြစ်ပြီး ဖရမတခုက2020ခုနှစ်တွင်ထုတ်ဖော်ပြသခဲ့သည်ယခုအခါအီရန်တွင်စတုထအခြေစိုက်စခန်းတစ်ခုကိုလည်း၎င်းက TCB ဖြစ်ပြီးလိုဝက်ဒီနေရာတွင်ရှိသည်ဒါဟာဒေါ်လာတွင်ဒေတာတွင်တင်မမှုမြင့်မားနေသည့်အချိန်ဖြစ်သည်အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်ကအီရန်နျူကလ িয়ার သဘောတူညီချက်အသစ်ဖြစ်နလနောက်ဆုံးရက်ကို ပေးလိုက်ပြီဖြစ်သည်ဟာမတ်ဟစ်ဘူလာနှင့်ဟူတီများကိုထောက်ခံပေးနေသည့်အဖွဲ့များကိုလည်း အမေရိကန်ကအီရန်ကိုရပ်တန့်စီလိုသည်ထရန့်ဒီမချာမီကအီရန်တို့စာတူတဆောင်ပေးပို့ခဲ့ပြီး၎င်းတို့ဒီမချာမီအမေရိကန်နဲ့စကားပြောရန်လိုအပ်ကြောင်းတတိပေးခဲ့သည်အီဇွေနစ်ထရန့်ရင်းနှီးသောဆက်ဆံရေးသည့်အီရန်အပေါ်ပုံမဖြစ်အပ်ပေးခဲ့သည်သူရာထူးပြန်တက်လာချိန်မှာတော့အီဇွေဝန်ကြီးချုပ်ဘက်ဂျမန်နာတန်ယာဟုကသူစီလာရောက်လက်ပါတီပထမဆုံးခေါင်းဆောင်တူဖြစ်ခဲ့သည်နာတန်ယာဟုသည် ဣသရေလအတွက်လက်နက်များပို့မှုလိုချင်သည်ဘိုင်ဒန်အစိုးရကဣသရေလတို့လက်နက်တင်ပို့မှုအချို့ကိုခေတ္တရပ်ထားတော်လဲထရန့်က၎င်းတို့ကိုပြန်လည်စတင်ခဲ့သည်ဤလက်နက်များတွင်အကောင်ဆုံးသော ပေါင်2000အလေးချိန်ရှိသောဘန်ကာဘုံများပါဝင်သည်ဘန်ကာဘုံများသည်မြေအောက်ပြမများကိုဖျက်ဆီးရန်ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်၎င်း၏မြေအောက်ဒုံးကြီးစခန်းများကိုထိမှန်နိုင်သောကြောင့်အီရန်အတွက်တည်င်းဆိုးတစ်ခုဖြစ်သည် ထိုဘုံများတမတခုပင်ဆယုံအတွင်ပောက်ခွဲသွားမီဆိုပါကကြီးမားသောပြည့်စည်စစမှုကိုပြည့်စင်နိုင်သည်အစ္စရေလအစိုးရဘုံများကိုအောင်မြင်စွာအသုံးပြုနေပြီဖြစ်သည်ပြည်ကတော်နှင့်စက်တင်ဘာလတွင်အစ္စရေလပေ60အကွာတွင်ပုံအောင်နေသည့်ဟစ်ဘူရာခေါင်းဆောင်ဟက်ဆန်နဆွဲလာကိုတိုက်ရန်ဘန်ကာဘုံကိုအသုံးပြုခဲ့သည်လက်ရှိအချိန်မှာတော့အီရန်ရဲ့ဒုံးကျည်စခန်းတိတ်ဟာသူရဲ့ဒီနီယာကလိုအပ်ထားတော်လဲဘေကင်းနေခြင်းဖြစ်သည်တိုးတော်လဲ ဣသရေနှင့်တင်းမောင်မှုများမြစ်တက်လာပါကအဆိုပါအခြေစိုက်စခန်းများသည်အန္တရာယ်ရှိနိုင်သည်ဘန်ကဘုံတလုံးသည်အီရန်၏ဒုံးကျည်အစီအစဉ်ကိုဘေးဥပဖြစ်စေနိုင်သည်